င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အင်ဒိုနီးရှားနိုင်ငံမှာ NUG အပါအဝင်တော်လှန်ရေးအုပ်စုကကိုယ်စားလှယ်ရေးပါဝင်တဲ့မြမအရေးဆွေးနွေးပွဲကိုကျင်းပနေပြီးအာဆီယံဥရောပသမဂ္ဂနဲ့ကုလသမဂ္ဂကတန်တပန်နဲ့ကိုယ်စားလှယ်ရေးတက်ရောက်ကြပါတယ်ဖာပုန်ခရမှာတက်ဆုပ်ပြန်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုတရင်မူတူတက်ခွဲမှုနှူးပါဝင်စစ်သား30ဦးဟာထိသွားပြီးလက်လက်34လက်ကိုတင်ဆက်ရရှိတဲ့တဲ့င်းပါဝင်နောက်ဆုံးတဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာ NUG အပါဝင်တော်လှန်ရေးအုပ်စုကကိုယ်စားလှယ်ရေးပါဝင်တဲ့မြန်မာရေးဆွေးနွေးပွဲကိုကျင်းပနေပြီးအင်ဒိုနီးရှားအာဆီယံဥရောပသမဂ္ဂနဲ့ကုလသမဂ္ဂကတန်တမန်နဲ့ကိုယ်စားလှယ်ရေးတက်ရောက်နေတယ်လို့ AFP မှာဖော်ပြထားပါတယ်။အော်တိုဘာလ၄ရက်နေ့ကနေအော်တိုဘာလ၅ရက်နေ့ထိ ကျင်းပမှာဖြစ်တဲ့မြမပြည်တွင်စစ်အရေးနဲ့ပတ်သက်ပြီးတတမန်အရာဆွေးနွေးပွဲကိုအင်ဒိုနီးရှားအာဆီယံဥရောပသမဂ္ဂနဲ့ကုလသမဂ္ဂတို့ကကိုယ်စားလှယ်တွေနဲ့စစ်ဆိုးရာစန့်ကျင်အဖွဲ့တွေကအဖွဲ့ဝင်တွေပါဝင်မှာဖြစ်ပေမဲ့လည်းမြမစစ်တပ်ဘက်ကတော့ပါဝင်မှာမဟုတ်ဘူးလို့လည်းသိရှိရပါတယ်။ရန်ကုန်ခေတ်သစ်တဲ့နာကအဲ့ဒီအစည်းအဝေးနဲ့ပတ်သက်ပြီးတော်လဲအင်အားစုတွေစီကိုဆက်သွယ်မေးမြန်းရမှာတော့အစည်းအဝေးဟာလှုပ်ဝက်သဘောဆောင်ပြီးသတင်းထုတ်ပြန်မှုနဲ့ဓာတ်ပုံရိုက်ခွင့်မရှိတဲ့အစည်းအဝေးဖြစ်တယ်လို့လည်းဆိုထားပါ ါဗျာ။အဲအားကြောင့်ဘယ်သူတွေပါဝင်ပြီးဘယ်တန်တမန်တွေတက်ရောက်ခဲ့တယ်ဆိုတာကိုမသိရှိရသေးပါဘူး။ဒါပေမဲ့တော်လန်အင်အားစုတွေဘက်ကကိုယ်စလဲတွေတက်ရောက်နေရကိုတော့အတည်ပြုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်လောင်နိုင်ငံမှာလာမယ့်အော်တိုဘာလ6ရက်နေ့ကနေအော်တိုဘာလ17ရက်နေ့ထိအာဆီယံထိပ်သီးအစည်းအဝေးမကျင်းပမိမှာအဲ့ဒီအစည်းအဝေးဖြစ်ပေါ်လာတာဖြစ်ပြီးအာဆီယံထိပ်သီးအစည်းအဝေးမှာမြမရေးရအဓိကအရေးကိစ္စဖြစ်ဆက်လက်ပါဝင်ပွဲရှိတယ်လို့လည်းသိရှိရပါတယ်ရှင်။ ချင်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ ချင်းပြည်နယ်တီးတယ်မြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့တကောင်စင်ကောက်ယူမှုကိုတက်ကြွစွာလှုပ်ဆောင်နေသူတို့ကိုဖမ်းဆီးထိန်းသိမ်းထားလိုက်တယ်လို့ PDF ဇိုလန်ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။အော်တိုဘာလ၄ရက်နေ့ကတီးတယ်မြို့မြို့မှာရုပ်ကွက်မှာနေထိုင်သူအသက်60ကျော်အရွယ်ရှိတဲ့ဦးကန်လန်ထန်းဟာအကြမ်းဖက်စစ်ကောင်စီရဲ့နန်းစီဒီယံဝန်ထမ်းတွေနဲ့ပူးပေါင်းကစစ်ကောင်စီရဲ့တကောင်စင်ကောက်ယူရေးမှုမှာရက်ကွက်ခေါင်းဆောင်ဖြစ်တက်ကြွစွာပါဝင်ဆောင်ရွက်နေတာကြောင့်ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီနဲ့ က်ပူပေါင်းကောင်တကောင်ဆင်းကောက်ရင်အရေးယူသွားမယ်လို့ထုတ်ပြန်ထားတဲ့အတိုင်းအခုလိုအရေးယူသွားဖို့ရှိနေတယ်လို့လည်း PDF ဇိုလန်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရရှင်။စကမ်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။စကမ်းတိုင်းခင်ဦးမြို့နယ်မှာကျွော်ရတွေကိုလိုက်လံဘုံကျဲနေတဲ့အကြက်ဖက်တပ်သားတွေဟာကိုကျဲဘုံဒီပြန်မှန်က6ဦးသေသွားခဲ့တယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရတယ်။မုံမြင့်အနောက်ဖက်ကန် ရေဦးမြို့နယ်အောင်တာယာပြူစောတိရွာကအကြက်ဖက်တသားတွေဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမူးမြစ်အရှိတ်ကန်ခေဦးမြို့နယ်ကကြောက်တိုင်ကြည်စုရွာနဲ့မုံလှရွာကိုနှရဲဆက်တိုင်ဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အော်တိုဘားလာလေးရနေကမုံလှရွာကိုဘုံကျဲတက်ခတ်ပြီးတဲ့နောက်မှာခေဦးမြို့နယ်ကကြေးရွာတွေကိုထပ်မံဘုံကျဲဖို့အတွက်ဒရုန်းကိုလွှတ်တင်စင်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက ဂျန်ပါနဲ့တံပြန်ဆွဲယူမှုကြောင့်ဒရုန်းဟာပြုတ်ကျသွားခဲ့ပြီးဘုံသီးတွေကစစ်ကောင်စီတပ်သားတွေပေါ်ကိုကြားရောက်ပောက်ကွဲသွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးမှာစစ်သားနဲ့ပြူစော်တီ6ဦးဟာတည်သွားတာဖြစ်ပြီး10ဦးထက်မနည်းဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးစစ်ကူတမှုခံယူနေရလို့လည်းခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဘက်ကတာဝန်ရှိသူတို့ကပြောပြပါရခြင်း ကရင်ပြည်နယ်တရင်တဘောက်ကိုတက်ဆက်ပေးကြပါရယ်ကရင်ပြည်နယ်မူတော်ဖပုံခရမ်းမှာတက်ဆုပ်ပြီးပြင်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာတရင်မူတော်တက်ခွဲမှုနှူးပါဝင်အယောက်30ဟာထေသွားပြီးလက်လက်34လက်နဲ့ခရမ်းတွေကိုတင်ဆက်ရရှိခဲ့လို့ KNU မူတော်ခရမ်းကပြောပါရယ် စတင်ပါလ30ရက်နေ့မနေ့6နိုင်ခွဲလောက်မှာဖာပွန်မူတော်ခံလူတော်မျိုးနယ်ဖာဂေါ်လိုစကန်ကနေခဲကိုဘော်ဆဲကိုဘက်ကိုတက်ပြန်ဆုတ်လာတဲ့အကြက်ဖက်စစ်ကြောင်းကိုအမှန်ငါတက်မှာလောက်ကင်းမျိုးသားဒေသကာကွယ်တပ်ဖွဲ့ဝင်တွေကလေဝါထာနဲ့စောမှုဘလော့ဒေသရောက်မိုင်းဆွဲပြစ်ခတ်တက်ခဲ့ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခဲမှုကြောင့်အကြက်ဖက်စစ်ကောင်စီတက်ဘက်ကတယ်မူတူတက်ခွဲမှုနူးပါဝင်စုစုပေါင်းအယောက်30ဟာတေသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်သားတွေစီက60 မမလက်နဲ့ကြီးငါလက် RPG တလက်အပါဝင်လက်နဲ့ခရမ်းတွေဆက်သွယ်ရေးစကားပြောဆက်တွေကိုတိမ့်ပိုက်ရရှိခဲ့လို့လည်းသိရှိရပါရဲ့ရှင်။ တနင်္သာရီတိုင်းသတင်းတပုတ်ကိုကြည့်အောင်ပါတနင်္သာရီတိုင်းလောင်လုံးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့အတုရောင်ရွေးကောက်ပွဲဖြစ်မှောက်စစ်ဖို့အတွက်တကောင်စင်ကောက်ရွာမှာပတ်ဝန်းသူအားလုံးကိုအရေးယူသွားမယ်လို့လောင်လုံးမြို့နယ် PDF ကတာဝန်ရှိသူတို့ကပြောပြပါတယ်တရားမျှတစွာကျင်းပခဲ့တဲ့2020ရွေးကောက်ပွဲရလဒ်ကိုအကြောင်းမျိုးမျိုးပြကအကြမ်းဖက်စစ်အုပ်စုဘက်ကမတရားသဖြင့်အာဏာသိမ်းယူခဲ့တာဖြစ်တယ်လို့လည်းလောင်လုံး PDF ကပြောပါတယ်ဆေးအနာရှင် PP ဒီကနေ့အချိန်ထိနိုင်ငံတော်နဲ့ပြည်သူလူထုအပေါ် ်ကိုလက်လက်အားကိုအနံ့ကျင့်တက်ဖြတ်ကရက်ဆက်ကြမ်းကြုတ်စွာပြုကျင့်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့တူ EAOS တွေကလည်းအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကိုအမြင့်ဖြတ်ချိန်မုံနိုင်ဖို့အတွက်နိုင်ငံတော်တော်လှန်တိုက်ပွဲတွေဖြစ်ပေါ်နေရလို့လည်းလောလော PDF ကသတိပေးထားပါဗါးအဲလိုနေရာနဲ့တိုက်ပွဲတွေဖြစ်ပေါ်နေရကြောင်းစစ်ရှုံးကောင်စီကအကြက်တဲအမျိုးမျိုးနဲ့အသက်ရှူလမ်းကြောင်းပိတ်ဆို့ခံရပြီးအသက်ငင်နေတဲ့အခြေအနေကြောင့်သူတို့အသက်ရှူဖို့ရရှိစေဖို့အတွက်အသေးအံစ조사နေတာဖြစ်တယ်လို့လည်းဆိုထားပါဗါးဒါကြောင့်2025ခုနှစ်အတွင်းအကြမ်းဖက်စစ်ကောင်စီကပြုလုပ်ဖို့ ကြံစီစောင်းနေတဲ့အတူရောင်ရွေးကောက်ပွဲကိုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကလုံးဝလက်မခံဘူးလို့ထုတ်ပြန်လိုက်တာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲဖြစ်မြောက်စေဖို့ပါဝင်ပတ်သက်နေသူတွေကိုပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်လို့လည်းတည်င်းထုတ်ပြန်ထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ဘကိုတိုင်သာရီမြို့ဆရာဆန်မြို့တက်ကစိန်တရဖူအနှစ်ခမ်းမှာရဲချင်းချင်းစကားများရံဖြစ်ရာကနေပြစ်ခတ်မှုဖြစ်ပွားပြီးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ရဲအုပ်ညံလင်းဟာတေသွားခဲ့လို့ဒေသတော်လှန်တရင်မြစ်တွေကပြပြပါရတယ်။တရင်ပါလ30နေ့ကတာရီမြို့ဆရာဆန်မြို့တက်လောက်ကရုံးမိကစိန်တရဖူအနှစ်ခမ်းမှာရဲနူရံဖြစ်စကားများရကနေပြစ်ခတ်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါရတယ်။အဲ့ဒီပြစ်ခတ်မှုတွင်ဆန်ရွေးရဲစခန်းက ရဲအုပ်ညံလင်းကြည်ထိမှန်ကပြင်းထန်တရားရရှိခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီပြင်းထန်တရားရရှိခဲ့တဲ့ရဲအုပ်ညံလင်းဟာရန်ကုန်စစ်အုပ်ကြီးမှာစေကူတမှုခံယူနေစဉ်တွင်အော်တိုဘားလ3ရက်နေ့ကတည်ဆုံးခဲ့တာဖြစ်ပြီးတာရီမြို့ပေါ်ကို ရုတ်လောင်းပြန်လဲတည်ဆောင်လာက မိသကြိုလိုက်တယ်လို့လည်းသိရှိရပါဗါတယ်။အဲဒီလို KTV မှာအချင်းချင်းရန်ဖြစ်ရင်းကရတဲ့တရန်နဲ့တေသွားပြီမလဲ။ပကိုးအရှိတိုင်းကတိုက်ပွဲမှာကြတာဆိုပြီးတည်င်းတွေကိုလိမ့်လဲထုတ်ပြန်ထားရလို့လည်းဒေတာတော်လိုင်းတည်င်းမျိုးတွေကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနေ့ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။